မင်္ဂလာပါ today I'm going to teach grade 11 unified travel in southeast asia When. out, 1ကဲကူကတော့ 05e writing mind ကိုရောက်ပါပြီเนาะအဲ့တော့ writing writing ကကြတော့ writing a travel log travel log ဆိုတာကြတော့ဒီချေတို့ခရီးသွားတဲ့အတွက်ကြောင့်မလို့ဟိုဟောပြောမှုလေးတွေလမ်းညွှန်လေးတွေဒါရုပ်ရှင်လေးအနေနဲ့လည်းဖြစ်နိုင်တယ်ပြီးတဲ့အခါမှာဒါရေးသားထားတဲ့ဟောပြောထားတဲ့ပုံစံမျိုးလေးလည်းဖြစ်မယ်ပေါ့နော်အဲ့တော့ဒီမှာလည်းအောက်မှာအဓိပ္ပာယ်လေးကိုရှင်းပြထားပါတယ် a travel log is a Be so writing a film, a movie, or a brokerage about travel. No, Kido Ha Changu, the brokerage, John Yare, Yoshin, no, Yoshin, Ita Mamu, Ita, Shita Muri, Hopio Muribo, no. A traveler often include information such as the background history and culture of a place, its local culture and tradition and cuisine. I know, the traveler, the Mabari, ပါဝင်လေးရှိတယ်လေပါဝင်တယ်ဆိုတော့ဟိုအချက်လက်ဒီပေါ့နော်ဘယ်လိုအချက်လက်ဒီလဲဆိုတော့ဒီသွားမဲ့နေရာဒေတာရဲ့ background history ပေါ့နော်အဲဒီတမိုင်းနောက်ခံနေပြီးတဲ့အခါမှာ culture place ဒီ place ဒီဒေတာရဲ့ဟိုယဉ်ကျေးမှု delay ထုံးစံနေပေါ့နော်အဲယဉ်ကျေးမှုတွေပြီးတဲ့အခါမှာ local custom ထုံးစံနေပြီးရင် tradition ဒီရိုးရအစားအစာတွေပြီးတဲ့အခါမှာ cuisine ဟင်းမျိုးတွေပေါ့ဟင်းမျိုးမျိုးပေါ့နော်အဲ့ဒါတွေကိုပြောတာပါအဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီပုံမှာဆိုတာကတော့ဟိုဥစားဒီချေလို့ဒါဒီချေလို့နိုင်ငံက ပုံလေးပေါ့เนาะဒီပကံမှာဆိုလို့ရှိရင်ဒီရဲ့သူ့ရဲ့ပုံစံလေးကိုဒီမှာပြထားဖြစ်တယ်ဒါတခြားနိုင်ငံတွေလည်းဒီမှာပြထားရှိတယ်ပေါ့เนาะပုံစံအမျိုးမျိုးဖြစ်တယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒါစားတောက်တီကွီစင်းနေပါလေပေါ့เนาะဥပမာစင်ကာပူဆိုစင်ကာပူရဲ့အဓိကဒါဒီနေရာကကြတော့ဒီဆန်တိုစာလေဆန်တိုစာကိုသူပြထားဖြစ်တယ်နောက်ဒီမှာဆိုလို့ရှိရင်ဒီဆန်တိုစာဆိုလို့ရှိရင်သူ့မှာဟို နေရာလေးကချင်းချင်းလေးပဲနိုင်ငံလေးကချင်းချင်းလေးပဲဒါပေမဲ့နိုင်ငံချင်းချင်းလေးမှာပဲတကယ်ဟိုဟိုလှလှပပနဲ့ဒီ tourist တွေကိုရောเนาะအဲဆွဲဆောင်နိုင်တဲ့နေရာလေးကိုသူကပြသထားဖြစ်ပါတယ်။เนาะအဲ့တော့ travel log ကိုပြောမယ်ဆိုလို့ရှိရင်ဟို structure လေးကိုလည်းဒီလိုကြည့်လို့ကြည့်ရပါလိမ့်မယ်။ structure of a travel log travel log ရဲ့ structure တိဆောက်ပုံလေးပေါ့เนาะဘယ်လိုဖွဲ့စည်းထားသလဲဆိုတာကြည့်မယ်။ a travel log is composed of three parts ထုံးစံတိုင်းသူကလည်းဟို ၃ခုအစိပ်ပိုင်း၃ခုနဲ့ဖွဲ့စည်းထားတယ်ပေါ့နော် introduction ပါမယ် main body ပါမယ် conclusion ပါမယ်ပေါ့ဒီချက်တော့ဆီမှာဆိုဏ္ဍစာကိုဏ္ဍုံးလို့ပြောတယ်လို့ပေါ့နော်ဒါဒီဟာလေးနဲ့လေဒီ travel log ကလည်းအဲ့လိုလေးဖွဲ့စည်းထားတာဖြစ်ပါတယ်ဒီ 5e writing အကြောင်းလို့ယူချင်လို့ပြောကြမယ်နော်အဲ့တော့ဒီ writing မိုင်းမှာတော့ဒီချေတို့ကခုနကတော့ဟိုဇာ introduction လို့ main body လို့ချေတို့ပြောထားတာဆိုတော့လေအဲ့တော့ဒီ introduction ဆိုတာကတော့ဗာလိပါမလဲဆိုတော့ general description of the place ပေါ့ဒီ data ပြောမဲ့ data ရဲ့ အကြောင်းကိုဒီ general ရေပုံရပေါ့နော်ဖော်ပြထားတာဥပမာဆိုလို့ရှိရင်ဟိုဒီကျတို့ဒီဥပမာဆိုကိုနိုင်ကိုနိုင်ငံကဒီဟိုဥပမာရန်ကုန်မြို့အကြောင်းပြောမယ်ဆိုပြောပြောမယ်ဆိုလို့ရှိရင်ဒီရန်ကုန်မြို့ကဆိုလို့ရှိရင်ဟိုဥစားပေါ်ဘယ်နေရာမှာတည်ရှိရဲလို့ဟာသူ့မှာဟိုဘလူဟာဒီဘယ်နေရာတွေစိတ်ဝင်စားဖို့ရှိအဲ့ဒါမျိုးဖော်ပြတယ်လို့မျိုးပေါ့နော်အခုဒီမှာလည်းဒီချင်နမူနာလေးတခုတော့ဖော်ပြထားပါဗျ။အဲ့တော့ main body main body မှာတော့ historical and cultural background about the place ပေါ့နော်။အော်ဒီပြောမဲ့ data ရဲ့ historical သမိုင်းဆိုင်ရာသမိုင်းကြောင်းပေါ့เนาะပြီးရင် cultural ယဉ်ကျေးမှုဆိုင်ရာ background နောက်ခံနေเนาะသမိုင်းနောက်ခံနေဒီယဉ်ကျေးမှုနောက်ခံနေအကြောင်းကိုထည့်ပြောရမှာဖြစ်ပါတယ်နောက်တစ်ခုက atmosphere of the place you have visited ကိုဒီအလဲပတ်သွားရောက်ခဲ့ပြီးတဲ့နေရာရဲ့ atmosphere အခြေအနေပေါ့เนาะဒီနေရာအခြေအနေလေးကိုပြောမယ်နောက် idea about transportation course hostel and resort resort ပေါ့เนาะအဲ့မှာကြာတော့ transportation ပေါ့เนาะဒီခရီးသွားလာဖို့အတွက်ကုန်ကြမဲ့စရိတ်တွေ hotel တွေเนาะဘယ်လို hotel တွေအ အဲပေါ့နော်ဟိုတယ်မှာလဲဒါတချို့ကိုယ့်ရဲ့အခြေအနေရပေါ့နော်ဟို ဈေးချိုတဲ့ cheap hotel ကိုသွားမလားဒါမှမဟုတ်ရင်ဟိုပို့ပြီးတော့ luxury ဖြစ်တဲ့ကောင်းကောင်းနေရာကိုသွားမလားအဲဘယ်နေရာတွေဘယ် hotel တွေကတော့ဘလို့အဆင့်ပေါ့နော်အဲ့ဒါမျိုးလေးတွေဖော်ပြထားတာ resort ဒီအနာပန်းဖြစ်နေဖို့နေရာလေးတွေပေါ့နော်ဘယ်နေရာလေးတွေကကောင်းတယ်လဲဒါလေးတွေလည်းဖော်ပြရမယ် advice about the entertainment in the area or about places of interest to visit အပြီးတဲ့အခါမှာဒီနေရာမှာဒီ area ဒီနယ်ပယ်လေးမှာရှိနေတဲ့ဒီနားမှာရှိနေတဲ့ဘလို့ဟာတွေကဖော်ပြ entertainment ဖော်ပြမှုတွေရှိတယ်လေပြီးတဲ့အခါမှာစိတ်ဝင်စားစရာပေါ့နော်သွားလေဖို့စိတ်ဝင်စားစရာ ာကောင်းတဲ့နေရာဘာတွေလဲဆိုတာဒီလက်ပေါ်ပြမှာဖြစ်ပါတယ်အဲ့တော့တချင်ကတော့ဒီမှာနမူနာပြထားကတော့အီတလီမျိုးက Venice ကျောင်းလေးကိုတချင်နေနဲ့ပြထားပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင် Italy is one of the most beautiful countries in the world နော်ဒီအီတလီဟာဆိုလို့ရှိရင်ကမ္ဘာပေါ်မှာအလှပဆုံးတိုင်းပြည်ရဲ့မှာတနိုင်ငံဖြစ်တယ်နော်အနောက်ဘက်ဒီမှာဆက်ပြောထားတယ် Venice is the capital of the northern uh, Italy's uh, Veneto region is famous for its beautiful bridges a gondola drives atmospheric streets and carnival celebration အဲ့တော့ဒီအီတလီဒီလှပတဲ့အီတလီနိုင်ငံမှာ Venice ကသူ့ရဲ့မြို့တော်ဖြစ်တယ်။သူကဘာကြောင့်သူကကြော်ကြားတာကသူ့ရဲ့လှပတဲ့ဒီတရားကြီးတွေအဲနောက်တစ်ခါကျတော့ဒီနိုင်ငံဒီမှာပဲရှိတဲ့ gondola ပေါ့နော်။ gondola ဆိုဒီလှေဦးတွေက cop ဒီအပေါ်ဒီဒီမှာမြင်နေရတယ်။ဒီထိပ်ပိုင်းလေးကထိပ်ကော့ကော့လေးပေါ့။အဲ့မှာဒီခီးသွားလာတဲ့လူတွေဟိုနေဖို့အတွက် ုံစံအိမ်ပုံစံလေးပေါ့နော်ဒီချက်လို့စီမှာလည်းရှိပါတယ်ဒီကလေးလေးမှာဆိုပေါင်းမိုးလေးနေတယ်အိမ်ပုံစံသူတို့စီမှာလှလှပပလေးလုပ်ထားရှိတယ်အဲ့လိုဟာလေးရှိရပေါ့နော်လမ်းကျယ်ကြီးရဲ့ပြီးတဲ့အခါမှာဒီခရစ်ယာန် เนาะคริสเตียนนี่ရဲ့သူတို့ဟိုစာคริสเตียนนี่ရဲ့ပွဲတော်ဒီပေါ့เนาะကျေဥစာ celebration ဆိုတာဒီအခမ်းအနားအမျိုးစုံပေါ့เนาะအဲ့မှာဆိုလို့ရှင်သူတို့ကဟိုတချို့ဆိုလို့ရှင်လည်းဒါလှဲ့လေဟိုစာဒီအခမ်းအနားပြုလုပ်တဲ့ခါမှာဒီဝစ်စုံတွေဝစ်တာတွေပေါ့เนาะဝစ်စုံစမ်းကြီးတွေဝစ်တာမျိုးပေါ့เนาะအဲ့အဲ့လို carnival celebration တွေအတွက်လည်းသူကကြော်ကြားတယ်အာ it is bigger or more than 100 small island in a lagoon in the adiant adiantist C ဆိုတာ ADN ပင်လယ်ပေါ့เนาะအဲ့ရဒီ thon ID မှာရှိတဲ့ဒီကျွန်းပေါင်းတရားနဲ့သူကဖွဲ့စည်းထားတာဖြစ်တယ်เนาะဩဖွဲ့စည်းထားတယ်စိတ်ဝင်စားစရာကောင်းတော့အဲ့ကြောင့်သူကရေပက်လေတွေဝိုင်းတာပေါ့เนาะအဲ့တော့သွားရင်လည်းလှေလေးနေပဲအဓိကသွားရတယ်ကဲအဲ့တော့မှာဆက်ကြည့်ရင် the cheapest way to travel in Venice is a uh, vaporetto the water bus or Venice အဲ့တော့အဲ့ဒီကိုသွားဖို့ဈေးအသက်သာဆုံးအချို့သာဆုံးနီးလန်းကတော့ဒီချေတို့ water bus စီးဖို့ပဲเนาะရေပေါ်စီးတယ်ဘတ်ကားတွေစီးမယ်အာအဲ့မှာ hotel ဟိုတယ် Daniel ဆိုလို့ရှိရင် तू က5 star property ပေါ့နော် तू ကကျန်ငါးခွင့်အဆင့်ရှိတဲ့ဟိုတယ်ကြီး तू ကဆိုလို့ရှိရင် elegant and a special accommodation သူရဲ့ဒီမှာရှိတဲ့ဒီအခန်းလေးနေထိုင်စရာနေရာတကယ် elegant ဖြစ်တယ်ပေါ့နော် elegant ဖြစ်တယ်ဆိုတာချက်တည်ရှိတယ် special ကျဲတယ်နော်ကျဲဝန်းတယ်လှပတယ်ပေါ့နော်အဲပြီးတဲ့အခါမှာ तू ကဘာကိုပြထားလဲဆိုတော့ showcase majestic uh venetian architecture that takes back as uh, far as the 40th century နော်လွန်ခဲ့တဲ့14ရာစုကတော့မှနော်အဲ့ဒီတော့နော်အာခီတက်ချာပေါ့နော်တကယ်ဟို majestic ဖြစ်တယ်ဆိုတာတကယ်ခန်းနာထဲဝါပြီးတော့ကြီးကျယ်ခန်းနာထဲဝါလာတဲ့ဒီဟိုစားအာခီတက်ချာကိုလည်းသူကပြတ်တာထားတာဖြစ်ပါတယ်နော် showcase လုပ်ထားရပေါ့နော်သူကဒါပြတ်တာနိုင်ငံရှိထားတဲ့ဟို hotel ကြီးပါပြီးတဲ့အခါမှာ Saint Mark's Basilica Church is one of the best place to visit in Venice အဲ့မှာဆိုလို့ရှိရင် Saint Mark's Basilica Church ကြီးอ่ะဆိုလို့ရှိရင်ဒီ Venice မှာဆိုရင် လဲဖို့အကောင်းဆုံးနေရာနေရာတစ်ခုဖြစ်တယ်။အော်အဲ့ဆိုဒီချက်ပြောလိုက်တဲ့ဒီစပိုက်ဒါလေးဒါဒါအချင်းလေးချုပ်ထားပြီမယ်။ဒီမှာဆိုသွားမယ်နေရာလေးဘယ်လိုဆိုသွားရင်ကောင်းမယ်။အဟိုတယ်ဒီပေါ့နော်ဘယ်နေရာမှာနားမယ်။ဘယ်ဟာတွေအစိတ်ဝင်စားဖို့ကောင်းလဲ။လဲပတ်ဖို့သွားတဲ့နေရာလေးဆိုတာကိုဒီမှာဖော်ပြထားပြီးသားဖြစ်ပါတယ်။နော်အဲ့လိုမျိုးလေးကိုရေးပေးရမှာဖြစ်ပါတယ်။ ကဲအဲ့မှာဆိုလို့ရှိရင်ဒီ nice even place people etc at the difficulty you face a strain cost and sanitary condition etc အဲ့တော့ဒီချက်လို့သွားမယ် nice event သူ့ရဲ့မှာဆိုကလေးကောင်းမွန်တဲ့ဖြစ်ရက်ကလေးတွေနေရာလေးတွေလူတွေအကြောင်းပေါ့နော်အဲ့ဒါလေးတွေကိုလည်းသိရမယ်နောက်ပြီးအဲ့မှာတွေ့ကြုံနိုင်တဲ့ difficulty ပေါ့နော်ခက်ခဲမှုလေးတွေတော့ဒီချက်လို့ပြောပြရမှာအဲ့ဒါမှလည်းဒီသွားမယ်လူတွေကဒီနေရာမှာဒါမျိုးတော့ရှိနိုင်တယ်ဘလို့ကြိုတင်ပြင်ဆင်သွားမလဲဘာတွေလုပ်ရမလဲဆိုတော့သိမှာပေါ့နော်ပြီးတဲ့အခါမှာ strain custom တွေလည်းရှိနိုင်တယ်ဟုတ် တမလားတခြားနိုင်ငံနဲ့ဆိုလို့ရှိရင်လည်းဟိုမလုံးဝကွဲပြားတယ်ပေါ့နော်ကိုယ့်အတွက်ထူးဆန်းတယ်ဒါပေမဲ့သူတို့အတွက်တော့ဒါသူတို့ရဲ့ဒါနေလုံနေကြတတိထုံးစံနေအဲ့လိုမျိုးရှိနိုင်တဲ့အတွက် တတိထားရတယ်ဘာကြောင့်လဲဆိုတော့ကိုပြောကိုကမတတိမထားမိလိုက်တဲ့အပြုအမူချာသူတို့အတွက်ပေါ့နော်ဒါဟိုမကောင်းဘူးပေါ့နော်သူတို့အတွက် ဟိုမကောင်းတဲ့အတိတ်နိမိတ်တွေလည်းဖြစ်နိုင်မကောင်းဘူးလို့အတိတ်နိမိတ်ယူဆစရာတွေလည်းဖြစ်နိုင်တယ်။နောက်ပြီးသူတို့မကြိုက်တဲ့အချက်တွေလည်းဖြစ်နိုင်တယ်။အဲ့ဒါလည်းသိထားမယ်ဘလို့ဒီတန်ရှင်းတဲ့ပို့ဆိုတာဒီဒီမျိုးတော်ရဲ့အခြေအနေပေါ့နော်ဒီတန်ရှင်းတဲ့အခြေအနေသလှပသက်ရမှုအခြေအနေလေးတွေလည်းဒီလိုဖော်ပြပေးရမှာဖြစ်ပါတယ်။ Now you are reflection about the place you have visited compared to the place you live in or the places you have been to အဲ့အဲ့ဒါပြီးသွားရင်မင်းရဲ့ဒီ reflection ပေါ့နော်မင်းဒီမှာပြန်ပြီးတော့ဟိုပြောထားတဲ့ ဒီဒီဟာလိုပြန်ပြီးတော့သုံးသက်ထားတဲ့အထက်မှာဆိုလို့ရှိရင်မင်းတခြားလဲခဲ့ဘူးတဲ့နေရာပေါ့နော်မင်းရောက်ခဲ့ဘူးတဲ့ခြားနေရာနေလဲ compare နှိုင်းရှင်ပြီးပြောလို့ရပါတယ်အာ ီးတဲ့အခါမှာ live lesson you learn during the travel တကယ်လို့မြန်ဟိုဖြစ်နိုင်တော့ပေါ့နော် live lesson ပေါ့နော်ကိုတွေ့ကြုံကိုသိအဲ့ဒီကနေခီးသွိုင်းနဲ့ကိုရရှိလာခဲ့တဲ့အတွေ့အကြုံနဲ့ပတ်သက်တဲ့ဟိုသင်ခန်းစာတွေပေါ့နော်အဲအဲ့ဒါလေးတွေကိုလည်းဖော်ပြလို့ရပါတယ်တဲ့ a conclusion မှာကတော့ summary of the experience gained from the trip အဲ့တော့ဒီခီးကိုထွက်ရခြင်းအားဖြင့်ရရှိခဲ့တဲ့ experience တွေကိုအချင်းချုပ်ဖော်ပြရမှာဖြစ်ပါတယ်အနောက်တစ်ခုကတော် you are feeling the opinions about it ကိုအဲ့လိုခီးသွားလိုက်ရတဲ့အတွက်မင်းရဲ့ခံစားရတဲ့ဟာပေါ့နော်ဥပမာဆိုဒီကလေးဆိုလို့ရှိရင်ဒီ ီတခီးသွားဆိုလို့ရှိရင်သူသွားခဲ့တဲ့နေရာဒီမှာဆိုလို့ရှိရင်ဒီနေရာကြီးရဲ့ဟိုလှပထဲဝါမှုတွေဒါမှမဟုတ်ဒီရဲ့ delete ထုံးစံနေနောက်ပြီးသူမထင်မှတ်တဲ့ထူးဆန်းတဲ့ဟိုစာပေါ့နော် delete ထုံးစံနေလဲသူတွေ့နိုင်တယ်ပေါ့နော်နောက်ပြီးတော့ကြာတော့အဒီနေရာမှာသူတခြားနေရာနဲ့သူ ဟိုနှိုင်းရှင်ပြီးလဲသူပြောမယ်ပေါ့နော်ဟိုသူရောက်ဖွဲ့ရွယ်နေဆိုဒီနေ့ကတော်တော်ကွဲပြားတာပဲပေါ့နော်ဒါအဆောက်အုံတွေကစပါပေါ့နော်တချို့ဒီဟာဒါတွေဆိုတာရှေ့ခေတ်တအားဆန်တယ်လေဒီနေ့ရည်ဆိုလို့ရှိရင်အဲ့ဒါဆိုသူကရောက်ခဲ့တဲ့အတွက်ကြောင့်မသူအဲ့ဒါဘာတွေကိုသူတင်ယူခဲ့ရတယ်လေအသူသွားခဲ့ရတဲ့အခါမှာအခက်ခဲကြောင့်ပဲဖြစ်ဖြစ်ဒါမှမဟုတ်ထူးဆန်းတဲ့တခုပဲသူတွေ့ကြုံခဲ့တာဖြစ်ဖြစ်သူဒါလေးတွေထည့်ပြီးပြောလို့ရပါမယ်နော်ကဲဟုတ်ပြီအားဆိုလို့ရှိရင်ဒီချယ်တို့ဒီ writing mind တွေကိုဆက်ပြီးကြည့်မယ်အဲ့တော့နမူနာလေးတစ်ခုပေးထားတယ်ဒီဟို A မှာပေါ့နော် works in group put the following paragraphs A to E of a trouble in the uh, logical order အဲ့တော့ဒီမှာပေးထားတာဒီချေရုကဒီတနင်္သာရီ coastal region မှာရှိတဲ့เนาะဒီမြို့လေးကြောင်ပြောထားတယ်အဲ့လိုပြောပြထားပြီးတော့သူက ABCD ကအစင်လိုက်မဟုတ်ဘူးเนาะအဲ့အစင်လိုက်မဟုတ်ဘူးဒါပေမဲ့တချို့လူကခုနကပြောခဲ့တဲ့အတိုင်းပဲဒီဟာတွေကိုတချို့လူကအစင်လိုက်ကလေးပြန်လို့ပြရမယ် travel log လေးကောင်းကောင်းလေးပြန်လို့ logical order ပေါ့เนาะတကယ်ကိုတင့်တော်တဲ့အစီအစဉ်လေးပြောင်းပြရမှာဖြစ်တယ်အဲ့တော့ဒီမှာ A မှာပေးထားတာ it is saturated တဲ့ထနေသားတွေ coastal region some of the city reflect the spirit sea and waterfalls come fascinating there's no rush or modern like like it Yangon, and thus is something magnificent is still a, uh, a uh, street. A large and nice looking house at a distant high mountains. The matches of the city soothing, live written attract tourists from all over the world. Motorcycling is a great alternative to walking around. You can better sense the atmosphere of the wide, uh, widening street and visit more places of interest while riding a motorbike. Locals prefer riding motorbikes to driving cars because it is easy to find parking places everywhere in the town. အဲ့တော့ဒီမြို့လေးကဘာလို့မပြောပြသေးဘူး။ဒါပေမဲ့တခြားတော့ဖတ်လိုက်တာနဲ့တခြားက ဟိုတိနေပေါ့နော်ကိုလည်းမရောက်ခဲ့ဘူးလားမကြာသေးတော့ချစ်တိတယ်အဲဘာကြောင့်လဲဆိုတော့သူပြောထားတဲ့အထက်မှာဒီဟိုဒီမြို့တော်လေးဒီမြို့လေးရပေါ့နော်သူရဲ့ဒီပင်လယ်နားမှာရှိပြီးတော့ဒီရေတခုံနေနဲ့လည်းရှိပြီးတော့အေးချမ်းပြီးတော့တကယ်ပျော်စရာနေရာလေးပေါ့နော်အဲ့နေရာလေးဖြစ်တဲ့အဲသူတို့ဟာဆိုလို့ရှိရင်ဒီတီချဲတို့ရန်ကုန်လိုမျိုး model life ပေါ့ modern life ပေါ့เนาะဒီ kit ပုံစံမျိုးဟာပြပြလွှလွှအအလျင်ဆိုလို့အဲ့လိုပုံစံမျိုးမဟုတ်ဘူးတော့ပေါ့ပေါ့เนาะတို့ကဆိုလို့ရှိရင်ဂူရတိဟိုဒီဥစားဒီကျက်လမ်းနေဆိုလို့ရှိရင်လည်းဒီလိုရှုပ်ထွေးမနေဘူးပေါ့เนาะအဲပြီးတဲ့အခါမှာဒီချက်လိုကြီးလိုက်တဲ့အခါမှာဒီတသိရဲ့နဲ့ကြီးလိုကောင်းတဲ့အိမ်လေးတွေကျဲမကြီးမကျဲပြန့်တဲ့အိမ်လေးတွေကိုလည်းမြင်ရမယ်အဲပြီးတဲ့အခါမှာဒီ high mountain တွေနဲ့ပေါ့เนาะ distant အကွာဝေးဟုတ်တဲ့ဒီ high mountain တွေကိုလှမ်းပြီးမြင်ရလိမ့်မယ်နောက်ပြီးတဲ့အခါမှာဒီပျော်စရာကောင်းတဲ့ဒီ မြို့လေးရဲ့ဥစားအထဲမှာဆိုလို့ရှိရင်တူရစ်တွေကိုတချို့အဲ့လိုပုံစံလေးကပဲအဲ့လိုအေးချမ်းတဲ့ပုံစံလေးကပဲတကမ္ဘာလုံးမှာရှိတဲ့ခရီးသွားတွေကိုသူက ဆွဲဆောင်နေတာပါတဲ့အဲပြီးတဲ့အခါမှာ तू ကဟိုပြောထားတယ်တကယ်လို့မင်းသားသွားခဲ့မယ်ဆိုလို့ရှိရင်ဒီလေးလေးတဖြူဖြူနဲ့ပေါ့နော်လေးဖြူနဲ့တိုက်နေတဲ့လမ်းသွယ်လေးတွေရဲ့ဒီအနေအားအခြေအနေလေးတွေပဲမင်းတို့ခန်းစားလိမ့်မယ်အဲပြီးတဲ့အခါမှာဒီမော်တော်ဘိုက်ကလေးနဲ့သွားတာဟာဟိုစိတ်ဝင်စားစရာနေရာလေပတ်တာဟာကောင်းမွန်တာကိုလည်းစိတ်ဝင်စားဖို့ကောင်းတယ်ဆိုတာလည်းမင်းတို့သိရလိမ့်မယ်ဒီ local ပေါ့နော်ဒေသခံတွေကတော့နှစ်သက်တယ်တဲ့မော်တော်ဘိုက်စီးတာကိုပဲသူတို့ကနှစ်သက်ကြတယ်အဲ driving car ဘာကြောင့်လဲဆိုတော့သူတို့ကဘယ်နေရာမှမဆူသွားပြီး तू ကဒါ ပတ်လုပ်လို့ရကားအောက်သားဆက်ဘိန်းလေးဆိုထိုးထားလို့ရက်ထားလို့ရတယ်ပေါ့နော်အဲ့ဒါကြောင့်မသူတို့ကဒီဆက်ဘိန်းလေးတွေမော်တော်ဘိုက်လေးတွေ၃တောင်ကိုဆက်ဆိုင်ကယ်လေး၃တောင်သူတို့ကပို့ပြီးတော့ဟိုပေါ့စိတ်ဝင်စားကြတယ်ပို့ပြီးတော့သဘောကျကြတယ်ကဲအဲ့ဒါဆိုရင်ဒီဘိုက်ကိုစဉ်းစားကြအစားဆုံးမှထားလို့အဆင်ပြေပါမလား အဲ့ဒါတေချာစဉ်းစားရမယ်နော်ဒါဘာအကြောင်းပြောတာလဲမြို့နာမည်တော်မသိဘူးမြို့နာမည်တော်မပါဘူးဒီတမထည့်ထားတာနေရာဒေသရဲ့နာမည်လည်းမပါဘူးဒီနေရာဒေသမှာဘယ်နေရာမှာတည်ရှိတယ်လို့ဒီနေရာမှာလုတ်ကင်နိုင်တဲ့အရာတို့ဒီနေရာရဲ့အခြေအနေကိုဖော်ပြရတဲ့တေချာတို့ဒီဟာလေးကို A B C D E ထဲမှာဘာလေးကိုထည့်တင်တဲ့တေချာစဉ်းစားမယ်နော်ကဲဟုတ်ပြီနောက်တစ်ခုနောက် B in my opinion, the way, Kuma the way, so I be able, not the way is a perfect place not only for a one day visit but also for a long stay. If you enjoy peace and serenity away from the bust of the crowded city, the way should be number one in your travel experience. အဲ့တော့ငါရဲ့ဟိုယူဆငါရဲ့ဟိုစာပေါ့နော်အဖက်နေရပေါ့ငါအမြင်ရဆိုရင်တော့တဝဲဟာဟိုတနစ်တာခရီးအတွက်တင်မကဘူးပေါ့နော်ရရှိနေဖို့အတွက်လည်းဒါကောင်းတဲ့ပြည့်စုံတဲ့နေရာလေးပါတကယ်လို့မင်းဟိုပါအေးချမ်းချမ်းလေးနဲ့ပေါ့နော်တကယ်အေးချမ်းပြီးတော့ဒီ crowded city ပေါ့ဒီ ဟိုဥစားပေါ့နော်ဒီလူတွေပြတ်သိပြီးတော့ခါတဲ့ဟိုဥစားရှုပ်ထွေးနေတဲ့နေရာနေပြီးတော့ဟိုအဝေးမှာနေခြင်းနဲ့အေးချမ်းလေးနေခြင်းနဲ့ဆိုဒီနေရာလေးကိုရွေးလိုက်ပါအဲ့ဒါဆိုရင်တဝဲဟာဆိုရင်မင်းရဲ့ဟိုခྱི་သွားမဲ့စရင်တွေကနံပါတ်တစ်ခုနံပါတ်1နေရာမှာမင်းထားပေးရမှာဖြစ်တယ်လို့ပြောတာပါနော်အဲ့ဒါဆိုရင်ကိုဒီဟာဆိုရင်ကိုဒီချက်ကိုထိတ်ဆုံးမှထားလို့ရပါမလားအာဒါဆိုနောက်ဆုံးထားကြည့်မလားအင်းမအဖနီယန်လို့ပြောတယ်နော်အဲ့တော့တေချာစဉ်းစားပြီးတော့ဒီနံပါတ်ဘီလေးကိုဘယ်မှာထားရင်ကောင်းမလဲစဉ်းစားကြည့်ရမယ်နော်နောက်နံပါတ်စီ အဲ့တော့ဒီချက်ဒီမှာဆိုရင်ဒီတဝဲလေးရဲ့ဒီနေရာလေးတွေသူကဟိုကပြောထားပါတော့ဒီတဝဲအကြောင်းကိုသူကပြောပြထားဖြစ်တဲ့အတွက်ဒီနံပါတ်စီလို့တချက်လို့ဆက်ပြီးကြည့်အောင် one more exciting and magnificent thing about the way is the tour trip to ရှင်ကိုရှင် history bagoras nine bagoras အဲ့တော့အဲ့မှာဒီချက်လို့သွားတဲ့အခါမှာတကယ်ကိုစိတ်လှုပ်ရှားပြီးတကယ်ပျော်စရာကောင်းမဲ့အလုပ်တစ်ခုကတော့တချက်လို့ရှင်ကိုရှင်ကိုခီးထွက်မှာရှင်ကိုရှင်ဖျားကိုစုနော်ဖျားကိုစုအဲဖျားကိုစုထွက်မှာထွက်မှာဒီတနေ့တည်းပေါ့နော်သူကထွက်တင်နေပေါ့နော်ဒီထွက်ဖို့ ဟိုဒီတရက်တာအတွင်းမှာဩခီးတစ်ခုအတွင်းမှာရှင်ကိုရှင်တပြိုင်တည်းပေါ့နော်ဖူးနိုင်ရင်ဘို့ကတကယ်စိတ်ဝင်စားစရာပေါ့နော် it is believed that if one has a chance to visit all the ရှင်ကိုရှင်ပဲခူးတာ in around the city his or her wish will be fulfilled တဲ့ဘာကြောင့်လဲဆိုတော့တဲ့ဒီရှင်ကိုရှင်ကိုဒီချေတို့ကဒီဒီမျိုးလေးမျိုးပြင်မှာလည်းရှိရဲမျိုးထဲမှာလည်းရှိရဲเนาะဒီမျိုးရဲ့အပြင်ဘက်မှာလည်းရှိရဲအဲ့ရှင်ကိုရှင်ကိုမင်းကဒီတစ်ချိန်နဲ့လေပတ်ဖို့ပေါ့เนาะ အခွင့်အရေးရမယ်ဆိုရင်နဲ့ဟိုမင်းရဲ့ဟို wishes ပေါ့နော်ဆူတောင်းနေမင်းလိုချင်တဲ့အရာပြီးပြည့်စုံမယ်နော်ပြည့်စုံလိမ့်မယ်ရရှိလိမ့်မယ်လို့ယုံကြည်ကြတာပါနော်ဒီမှာယုံကြည်ထားကြတာရှိတယ် Adokalas the locals respect their cultural heritage and try to preserve everything in its original form အဲ့တော့ဒီမှာရှိတဲ့ local ဒေသခံနေရာဆိုရင်သူတို့ရဲ့ cultural heritage လို့ခေါ်တဲ့ရည်ကြည်မှုအမွေအနှစ်တွေကိုသူတို့ကအရန်ကိုအလေးထားတယ် respect ရှိရပေါ့နော်အလေးထားတယ်တန်ဖိုးထားတယ်အဲ့ဒါကြောင့်လို့လေအဲ့ဒီအရာရာတိုင်းကို original form သူရဲ့မူရင်းပုံစံအတိုင်းသူကထိမ့်သိမ်းထားလीရှိပါတယ်လို့လည်းပြထားတယ်ခဲအဲ့ဒါဆိုအစအောင်ကြည့်ချင်လို့မတွေ့သေးဘူးထင်တယ်နော်ဟုတ်ပြီနော်ဆက်ပြီးကြည့်ကြရအောင်အဲ့တော့ဒီမှာဆိုလို့ရှိရင် B ကိုဘယ်နေရာမှာထားမလဲဒီ C အပိုင်းလေးကိုဘယ်နေရာမှာထားမလဲနော်ကြည့်ချင်လို့အစင်လိုက်ထားတဲ့အခါမှာ order မှာကြည့်ချင်လို့ဘယ်လိုစီစဉ်မလဲဆိုတာကြည့်ရအောင်နော် order လေးကိုဘယ်လိုကြည့်မလဲကဲအဲ့ဒါဆိုဆက်ကြည့်မယ် The way is considered to be one of the most comfortable cities in Myanmar. In my opinion, it is one of the most peaceful cities on the planet. ကဲဒီမှာတော့ပြောထားတာကတဝဲဟာဆိုရင်တဲ့မြန်မာမှာတကယ်ကိုတတောင့်တတအရှိဆုံး comfortable အဆင်ပြေဆုံးနေရာတစ်ခုဖြစ်တယ်လို့ထည့်သွင်းစဉ်းစားနေပါတယ်ကိုစစ်တာစဉ်းစားနေပါတယ်စဉ်းစားနိုင်ပါအင်မပေါ်နီယာငါရဲ့အငါရဲ့ပေါ့နော်ဒီအမြင်ရဆိုရင်တော့ငါအဲ့ဒါဟာဆိုလို့ရှိရင်ဒီ plan နဲ့ဆိုချေကဘာကြီးမှာပေါ့เนาะတကယ်အေးချမ်းဆုံးအငိမ့်ချမ်းဆုံးနေရာလေးတစ်ခုဖြစ်တယ်နေရာလေးထဲမှာတစ်ခုပါတယ်လို့ပြောလို့ရပါတယ်တဲ့ခဲ့ဒါဝါချေတက်မှာထားရင်ကောင်းမလားเนาะကြည်အောင်เนาะနောက်တစ်ခု engineer i recommended re i recommend you to visit the world in the cold season if you want to experience the marvel of a fast flowing waterfalls the rainy season is better A must visit place in the west is Mamagan Beach, which is only a 20 minutes drive from the city. It is longer the safest beach in Myanmar. You can breathe in salty sea air and feel the fine golden sand of the beach. You your to-do in the world list should include trying a variety of fresh seafood and delicious mulatu, thin rice noodle with fish soup. Now with fish soup, locals will be glad to explain to you how to cook mulatu. ကဲအဲ့ဒါဆိုရင် तू ကရေပုံကအဖြစ်ပြောသွားရင်တော့တဲ့ငါမင်းကိုတဲ့ဒီတဝဲကိုတဲ့စောင်းရတီမှာသွားစီခြင်းပါတယ်တဲ့နော်စောင်းရတီမှာသွားစီခြင်းနဲ့ဆူလိုတော့နည်းနည်းလေးပူတဲ့ပူနွေးတဲ့နေရာဖြစ်တဲ့အတွက်စောင်းရတီဆိုသွားလို့ကောင်းတယ်ပေါ့နော်ဒါပေမဲ့ तू ကဆက်ပြောထားတယ် if you want to experience the multi level fast flowing water for the rainy season is better ဒါပေမဲ့လည်းမင်းကတဲ့ multi level ပေါ့နော်အဆင့်ဆင့်လေးရှိတယ်ဒီမှာဆိုအဆင့်ဆင့်ရှိတဲ့ဒီဟိုစာပေါ့သူ waterfall နော်ဒီဟိုဟာရေကုန်နေ ကိုသွားပြီးတော့သူက multi level ဆိုအဆင့်တွေကလည်းအများကြီးရှိတယ်ပေါ့နော် multi level ဖြစ်တယ်။နောက် first floor ဝင်ရေစီးတဲ့တအားမြန်တဲ့ဒီ waterfall ရေတံခွန်တွေကိုကြည့်မယ်ဆိုရင်တော့ဘယ်ချင်းကအကောင်းဆုံးလဲဆိုတော့မိုးရာသီအကောင်းဆုံးတဲ့။ နော်စားဝါဒီမှာသွားတဲ့နဲ့ဆိုပေမဲ့ကိုသွားကြည့်ခြင်းနဲ့ကိုသွားခြင်းနဲ့ကိုစိတ်ဝင်စားနေရာက waterfall ဆိုရင်တော့ဥသာမိုးရာဒီမှာတေချာမြင်ရမှာပေါ့နော်ပုံပြီးကောင်းကောင်းကြည့်ရမယ် a must visit place at the west mount magan beach which is only a 20 minutes drive from the city ရဲ့အသွားအလဲပတ်ဆုံးနေရာအလဲဥသာသွားတဲ့နေရာမှာအများစုပေါ့နော်အလဲပတ်ဆုံးနေရာကအလဲပတ်နိုင်ဆုံးနေရာじゃပေါ့နော်နေရာတစ်ခုကတော့မောင်မကန်ကမ်းခြေပါနော်မောင်မကန်ကမ်းခြေကလေဒီမြို့ဝါနေပြီမိနစ်20လေးပဲမောင်းလိုက်ရောက်ပြီ เนาะနီနီလေးပဲရှိတယ် it is a long and a safer beach မြန်မာ तू อ่ะဒီအရှေ့လျားဆုံးနဲ့ဟိုဘေးအကင်းဆုံးပေါ့เนาะမြန်မာနိုင်ငံမှာဆိုအရှေ့လျားဆုံးကမ်းခြေကြီးဖြစ်တယ်ပြီးရင်ဘေးလည်းအကင်းဆုံးဖြစ်တယ်လို့ပြောလို့ရပါတယ်ပြောထားပါတယ်ပေါ့နော် you can breathe in a salty sea air and feel the five good sun of the beach မင်းအဲ့လိုသွားမယ်ဆိုရင်တဲ့ ဒီစားနံလေးရနေတဲ့เนาะစားနံလေးရနေပင်လေပင်လေနံလေးပင်လေလေလေးပေါ့เนาะစားနံလေးပါနေတဲ့ပင်လေလေးပေါ့เนาะစားနံလေးနဲ့ပင်လေလေးကိုလေမင်းကောင်းကောင်းကြီးရှူရှာရပါလိမ့်မယ်တဲ့အဲပြီးတဲ့အခါမှာရွှေရောင်သဲတွေတော့ဒီကန်းကျင်မှာရှိတဲ့ရွှေရောင်သဲတွေရဲ့ဟိုကောက်ဒီမှုန့်ညက်ပြီးတော့ရွှေရောင်သန်းနေတဲ့သဲတွေပေါ်မှာလည်းမင်းဟိုကပျော်ရွှင်ခံစားနိုင်ပါတယ်တဲ့ you are to do in the world list should include trying a variety of fresh seafood at delicious moulet တော့เนาะ thin rice noodle with fish soup အဲ့တော့တီချာတို့နောက်တစ်ခုထဲမှာကိုယ့်ရဲ့ to do in တဝဲပေါ့တဝဲမှာလုပ်မယ်ဆိုတဲ့အချက်စရင်းထဲမှာနောက်ထပ်ထည့်ထားတင်တာကတော့တကယ့်ဘောတော့အမျိုးမျိုးဟိုဟာ variety ဆိုတဲ့အတွက်ကြောင့်မလို့အမျိုးမျိုးအထွေထွေသောများပြားလှတဲ့ fresh seafood တွေတကယ့်ဟိုလက်ဆက်တဲ့ seafood အရသာရှိတဲ့ seafood တွေရဲ့အရသာကိုခံစားဖို့လဲလိုတယ်။နောက်ပြီးတဲ့အခါမှာသူတို့စီမှာပဲရှိတဲ့ delicious မုတ်လက်တုပ်ဆိုတာရှိတယ်เนาะမုတ်လက်တုပ်အဲမုတ်လက်တုပ်ကကြာ ဟို thin rice noodle ပေါ့တချို့မမုန်းဟင်းကားဘက်လိုမျိုးဒါပေမဲ့ तू ကပို့ပြီးတော့ thin ပေါ့နော်တွယ်တွယ်သေးသေးလေးတွေမြင့်မြင့်လေးတွေပြီးရင် तू ကိုကြတော့ငါးစွပြုတ်လေးနဲ့ပေါ့နော်စားရတာဒီတချို့တို့ဒီမုန်းဟင်းကားနဲ့တော့မတူပုံစံဥစ္စာပေါ့နော်ဟိုစင်တယ်လို့ထင်ပေမဲ့အရသာချင်းလည်းမတူဘူးပြုတ်လုံပုံချင်းလည်းမတူဘူးပေါ့နော်အဲဒါပေမဲ့ကိုကအဲ့ဒါကိုတဲ့ဟိုချိန်နှစ်သက်တယ်ဆိုလို့ရှိရင်တော့တချို့တော့စားရတယ်တချို့လည်းမစိုးဘူးချိန်တယ်ပေါ့နော်အဲ local way be glass to explain to you how to move ခုတ်မုတ်လက်တုပ်မင်းတို့လေတဲ့ဒေသခံတွေကဒီမုတ်လက်တုပ်ကိုဘလို့ချက်ပြုတ်ရတယ်ဆိုတာကိုရှင်းပြဖို့ဝမ်းမြောက်ဝမ်းသာနဲ့သူတို့ရှိနေကြပါလိမ့်မယ်လို့လည်းပြောထားပါတယ်အဲ့တော့မှကြည့်လိုက်မယ်ဆိုကန်းကြီးကြီးကလည်းလှတယ်နော်တဲတောင်မြင်ကြီးကလည်းရှည်လျားတယ်ဘေးကင်းတယ်ပြီးတဲ့အခါမှာကဲဒီမှာကြည့်ပါအောင်ဒီလက်ဆက်တဲ့အစားစာတွေပေါ့နော်လက်ဆက်တဲ့ပင်လယ်စာတွေကိုလည်းစားရအောင်မယ်အဲပြီးတော့မုတ်လက်တုပ်လို့ခေါ်တဲ့ဒီဒေသမှာပဲတွေ့ရတဲ့ဟာကိုလည်းဟိုတီချေကိုစားအောင်မယ်ချက်နီးလေးပါသိမယ်ဆိုတော့ကဲဒီမှာပြောပြထားတဲ့ဟာတွေကတကယ်ကိုသွားချင်စရာလေးဖြစ်သွားပြီနော်အဲကလေးတို့ဆိုလည်းဒါကိုသွားချင်ကြမှာ ပဲပေါ့နော်အဲသွားချင်တဲ့နေရာလေးဖြစ်အောင်ဒါဆွဲဆောင်နိုင်တဲ့ travel lot တစ်ခုဖြစ်တယ်တကယ်ကိုကောင်းမွန်တဲ့ travel lot ပေါ့ကဲဒီ travel ဒီတဝဲဥမှာမသွားရမနေနိုင်ပါဘူးဆိုတဲ့ပုံစံမျိုးဖြစ်သွားလောက်အောင်ဒါ travel lot ကဆွဲဆောင်တာဖြစ်တယ်အဲ့တော့တချို့တို့လုတ်ပြရမှာခုနတချို့ပြောခဲ့တာရှိရနော်အစင်လိုက်ကလေးစီပေးရမှာဖြစ်တယ်ကဲအဲ့တော့ဘယ်ဟာကိုတချို့တို့အရှိဆုံးမှာထားမလဲကဲစီကြည့်ပါစီပြီးသွားရင်နောက် slide မှာတော့တချို့အဖြေလေးတိုက်ကြမယ်နော်ကဲအားဆိုရင်အဖြစ်လေးတွေကြည့်ရအောင်ခုနကတော့ကြာတော့ဒီတစ်ချက်ပြောခဲ့သလိုပဲเนาะဒီ နံပါတ်ဒီကနော်နံပါတ်ဒီမှာသူပြောခဲ့တယ်လေအဲကိုအမြင်အရပြောရမယ်ဆိုလို့ရှိရင်တော့ဒဝဲဆိုတာဒီသွားဖို့အကောင်းဆုံးနေရာဒေသတစ်ခုဖြစ်တယ်လို့ပြောခဲ့တာ နော် A ကကြတော့သူကဒီဒီယာဗမာတီရှိတယ်လို့ဘာလို့သိချာရှင်းလင်းပြရှေးဘက်သူပြောပြထားတာအတွက်စာကိုထဲမှာပါမှာပေါ့နော်ဒီ body မှာပါမယ်အ E ကကြတော့သူကဒီနေရာကိုလေပတ်ဖို့အကောင်းဆုံးမှာပဲဆိုတော့သူကသူ့ကိုသူ့ရဲ့ဟိုဟာနဲ့ပို့ပြီးသူကဆက်ချက်လုပ်ထားဖြစ်တဲ့အတွက်တချေတို့ E ဒီဒါဒီဥစား number 3ဒီဒါညှုံပေါ့ conclusion မိုင်းထည့်ရတယ်အနောက် C ရဲ့ B ရဲ့ကတော့ဒီချေတို့ C ရဲ့ B ရဲ့ကတော့ဒီချေတို့ဘာလေးဖြစ်မလဲဆိုတော့ဒီ body မှာထည့်ရမှာဖြစ်တယ်ပေါ့เนาะအဲ့တော့ D D ဒါပထမဆုံးရေးရမယ့်နေရာ ဖြစ်တယ်အပြီးတဲ့အခါမှာပထမဆုံးစီရမယ့် D A E C B ကဲအဖြေလေးတွေလည်းမှန်လိမ့်မယ်လို့ထင်ပါတယ် ကဲအဲ့ဒါပြီးွားရင်တော့ဒီချေတော့ဒီ writing နဲ့ပတ်သက်ပြီးတော့ခုနကမှ travel log ပေါ့နော်အဲ့ travel log ကတဝယ်အကြောင်းပြောထားတာဖြစ်တယ်အဲ့ဒါတို့ဒီချေတော့က suitable title ပေါ့နော်ဟိုတင့်တော်တဲ့ title လေးပေါ့ခေါင်းစဉ်လေးပေးမိပေါ့နော်ဟောဒီဥစားသွားတဲ့ခါမှာဒီချေတော့ကသွားမှာသူ့ရဲ့အထဲမှာသူကပေးထားတာက a visit to the world the place of peace ပေါ့နော်တဝယ်က သူကပြောထားမှာ peace ပေါ့နော်အရန် agent နဲ့နေရာလေးသူ့ရဲ့ဥစ္စာ opinion မှာလဲသူအကြံပြုထား subject မှာလဲဒီ peace ကြောင်းပြောထားဖြစ်တဲ့အတွက် a visit to the way the place of peace ပေါ့နော်အဲ the way တကယ်ဟိုသူက agent ဟို agent နဲ့ဒေတာလေးပေါ့နော်နောက်တစ်မျိုးက the way is a great destination for a beach vacation or ဒီနေရာမှာဒီမောင်မုတ်ခံကြီးကြောင်းကြားလိုက်တဲ့ကွာသွားချင်းစရာကြီးလေအဲ့တော့ဒီချေတို့ကနောက်တစ်ခုပြောရင်နော် the way a great destination for a beach vacation เนาะအဲအဲ့ဒီခေါင်းစဉ်လေးပြီးတာဖြစ်ပါတယ်အဲ့တော့တီချေရိုးကနောက်တစ်ခု ရှိသေးတယ်ပေါ့နော် C မှာ in groups choose an interesting place you have visited or write the top law about it အဲ့တော့ဒီချက်ကတော့ခုနကတော့ဒီတဝယ်ပေါ့နော်တဝယ်ကဟိုစာဒီချက်တို့ဒီမြန်မာပြည်ရဲ့အောက်ပိုင်းတနင်္သာရီတိုင်းမှာတိုင်းမှာရှိတယ်ပေါ့နော်တနင်္သာရီ region ကြီးမှာရှိတဲ့အတွက်ကြောင့်မလို့အော်ဒီကမ်းခြေတွေအကြောင်းပြောမယ်ဆိုလို့ရှိရင်ဒီချက်တို့ဒီပသိမ်ကိုလည်းမပြောမဖြစ်လေဒါပသိမ်မှာဆိုရှင်ဒီချက်တို့လူကြိုက်များတဲ့အာ beach တွေရှိနေအဲ့တော့ဒီချက်တို့ဒီနမူနာလေးကိုပသိမ်လေးနဲ့ပေးထားပါပေါ့နော်ပသိမ် a favorite place to relax ပေါ့နော်အနာ ားယူဖို့အကောင်းဆုံးလူကြိုက်အများဆုံးနေရာလို့တချဲရေးပေးထားတယ်။အဲ့တော့ introduction မှာတော့ the general description of the place ပေါ့တော့ပသိမ်ရဲ့အကြောင်းကိုဒါ general ပြောပြမှာဖြစ်တဲ့အတွက်ပသိမ် is the fifth largest city of မြန်မာပသိမ်ကမြန်မာမှာဆိုရင်၅ခုမြောက်အကြီးဆုံး မြို့တော့မြို့ဖြစ်တယ်သူကဆိုရင် ARD Delta ARD မြို့ဝမ်းပေါ့နော်အဲ့မှာရှိပြီးတော့ဟို120 km ဝတ်ဆိုရန်ကုန်ရန်ကုန်ရဲ့ဒီအနောက်ဖက်120 km အကွာမှာရှိပါတယ်လို့ပြောပြရပေါ့နော်ဒါသူ့ရဲ့ဒီနေရာလေးကိုဒါကျွန်တော်ပြောတယ် It is also the most important ARD Delta port outside of ရန်ကုန်เนี่ยเนาะသူကဆိုလို့ရှိရင်ဒီရန်ကုန်ရဲ့အပြင်မှာရှိတဲ့ဒီမြို့ဝမ်းဒီ ရစိတ်ကံ case ဥစားပါလေဒီ post ဆိုတာကြာစိတ်ကံပေါ့နော် AR စိတ်ကံအရေးကြီးဆုံးစိတ်ကံတစ်ခုလည်းဖြစ်တယ်ဆိုတော့ဖော်ပြတာဒါဒီအချက်လေးဒါထက်ထက်စရာလေးလည်းရှိသေးရပေါ့နော်ဒါနမူနာလေးပြောထားတာဒီ main memory မှာကတော့ဒီ large ဖြစ်တယ်ဆိုတဲ့အကြောင်းပေါ့ဒါတကယ်တော့ဒီနေရာမှာလေးဒီမှာလေးထည့်နေရတယ်ပေါ့နော်အဲဒီဒီဟိုစာလေးကိုဒီချေတို့ကထည့်ပေးထားဖြစ်တယ်နောက်ပြီးတဲ့အခါမှာကျတော့ feature the beauty of the sunny waterfront နေရှိတဲ့ပကိုးရာပကဒီပတိမာကြော်ကြားတဲ့ဖျားစီတီလေးရှိရယ်နော်ပြီးတဲ့အခါမှာဒီချေတို့ ဟိုဒီနိုင်ငံဒီမှာအထူးခြားဆုံးကတော့တချို့တို့ဟိုပသိမ်ဟာဝလဝါတွေဘာတွေလဲရှိတဲ့အပြင်ကိုတချို့တို့အဓိကပသိမ်ဒီလေနော်ပသိမ်ဒီဥမာဆိုအကပွဲမှာလဲပသိမ်ဒီကမပါမဖြစ်မြန်မာမိန်းကလေးတွေရဲ့ဓမ္မုံတွေရိုက်တဲ့အခါမှာလဲဒီပသိမ်ဒီကမပါမဖြစ်အဲ့တော့ပသိမ်ဒီတွေလုတ်တဲ့အလုံယုံတွေလဲအဲ့မှာအများကြီးရှိတယ်ဒါပသိမ်ဒီကဒီမှာပသိမ်ဆိုတဲ့ပသိမ်ဒီဆိုတဲ့တိုင်းဒီပသိမ်မှာအဓိကအလုံယုံတွေရှိတာကိုနောက်ကန်းကြီးတွေအကြောင်းပေါ့နော်အဲ့ဒါ main body မှာထည့်မယ်နောက် conclusion မှာကတော့ပသိမ်ဟာဆိုရင် အဲ့တော့ဒါဆက်ချက်လုံးမှာဦးဆက်ချက်လုံးပဲဒါမှသူ့အပ္ပဏီယသူထဲ့မှာပေါ့ပတင်ဟာဆိုရင်သူလည်းပတ်ပြီးတဲ့အထဲမှာတော့အကောင်းဆုံးဖြစ်တယ်ဆိုပြီးကျန်တာကိုယ့်ဟာကိုဆက်ရည်လို့ရတယ်။နောက်ကလေးကိုလည်းအဲ့နမူနာလေးအတိုင်းကိုလည်းပတ်ခဲ့ဘူးတယ်ပေါ့နော်ကိုလည်းပတ်ဖောက်ဘူးအမအဲ့တော့တချက်ကလေးတို့အရွယ်ဆုံးများတော့အဖြစ်ရတော့ဒါကိုယ့်နိုင်ငံနဲ့ဖြစ်မှာမဟုတ်တော့ဒါတချက်နိုင်ကိုယ့်နိုင်ငံအတွင်းကဟိုအသွားများတဲ့နေရာလေးတခုဒီချေပြထားဖြစ်ပါတယ်။ဒါကလေးကိုလည်းအဲ့ပုံစံလိုကြည့်ပြီးတော့ဒီကိုယ့်ဟာကိုဆွေးနွေးကြမယ်။နော်ဒီခေါင်းစဉ်ကိုကြိုက်တဲ့ခေါင်းစဉ်တခုကို ဟိုအုပ်စုလိုက်ဆိုတဲ့အတွက်ကြောင့်မဟုတ်သွားခဲ့ဘူးတဲ့နေရာအများကြီးရှိမှာပဲအဲ့ထဲကမှအသင့်တော်ဆုံးပေါ့နော်ကိုဥစ္စာစိတ်ဝင်စားစရာကောင်းတဲ့တခုရွေးမယ်ရွေးပြီးသွားပြီဆိုလို့ရှိရင်เนาะအဲဒါလေးကြောင့်ကိုပြောရမှာဖြစ်ပါတယ်အဲ့ဒါကို travel log လေးရေးရမှာเนาะ travel log လေးရေးရမှာဖြစ်တဲ့အတွက်ကိုရေးတဲ့ဟာကဒီ သွားတဲ့ဥစားခီးသွားတွေကိုဆွဲဆောင်နိုင်ဖို့လိုတယ်အစီအစဉ်ကြဖို့လိုတယ်เนาะပြီးတဲ့အခါမှာသူ့မှာပေါ့เนาะဒီဒီ introduction main body conclusion မှာပါမဲ့ပါမဲ့အချက်တွေကသူ့နေရာနဲ့သူတင့်တော်သွားကြည့်ရှိနေရမှာဖြစ်ပါတယ်အာ thank you uh, let's talk me here see you soon